2025ခုနှစ်ဟာဥရောပရဲ့ငြိမ်းချမ်းတဲ့နောက်ဆုံးနေရာတည်ဖြစ်လာတော့မှလားဥရောပရဲ့နေရာတည်ဆိုတာတကယ်ကိုလှပတဲ့အချိန်ပါပဲပြင်သစ်ရဲ့လှပတဲ့ကမ်းခြေတွေမှာခီးသွားတန်းတဲ့ခြေပြီးနေအောင်ကြီးကိုခံယူကအပန်းဖြေနေကြတော့ပါပဲရင်ဗီယက်နာရောမဘာစနာမျိုးတွေကကော်ဖီဆိုင်နဲ့ဘားတွေမှာလည်းဒေသခံတွေရောခီးသွားတွေရောနဲ့အမြဲတမ်းစီကားနေရဖြစ်ပါတယ်အီဗီဇာကျွန်းနဲ့ဂရေကျွန်းတွေမှာဆိုရင်ပါတီပွဲတွေကတညာလုံးမရမနာကျင်းပနေကြတော့ပါဒါအနှစ်ပေါင်းများစွာကြာတဲ့အထိဥရောပရဲ့ပုံမှန်အခြေအနေတစ်ခုလိုဖြစ်နေခဲ့ပါတယ် ဒါပေမဲ့အခုတော့အဲ့လိုပျော်ရွှင်စရာကောင်းတဲ့အနေအထားတွေကတဖြည်းဖြည်းပြောင်းလဲတော့မယ်ပုံပါပဲ။ဂျာမနီစစ်သမိုင်းပညာရှင်ပေါ်မော့ခါဆွန်ခါနိုင်ဆယ်က2015ခုနှစ်အနွေအားဒီကဥရောပအတွက်ငြိမ်းချမ်းတဲ့နောက်ဆုံးနေရာတီဖြစ်လာနိုင်တယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားဟာလာမယ့်စာအုပ်မှာဥရောပကိုတိုက်ခိုက်တော့မယ်လို့သူကခန့်မှန်းထားတာကြောင့်ပါပဲ။ပြီးတော့လည်းဥရောပအထူးသဖြင့်ဂျာမနီအားအဲ့အနေကိုရင်ဆိုင်ဖို့လုံးဝအဆင်သင့်မဖြစ်သေးဘူးလို့လည်းထောက်ပြပါပါတယ်။ပေါမခနိုင်ဆယ်က ဂျာမနီရဲ့ထင်ရှားတဲ့စီးကျန်းကျင်သူနဲ့သမိုင်းပညာရှင်တို့ဖြစ်ပြီးဒုတိယကမ္ဘာစစ်အကြောင်းကြေကြေပြန့်ပြန့်ရေးသားခဲ့သူလည်းဖြစ်ပါရင်ငကြာသိကင်ကအင်တာဗျူးခုမှာပဲရုရှားဟာဒီဆောက်ဦးမှာပဲလစ်တိုရေးနီးယားကိုစတင်တိုက်ခိုက်နိုင်တယ်လို့ယုံကြည်ကြောင်းနိုင်စေကပြောကြားခဲ့ပါရင်သူကရုရှားသမ္မတဗလာဒီမာပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရပ်တို့ကြောင့်ကမ္ဘာလုံးကျော်ရေးအခြေအနေဟာဆိုးရွားလာနေပြီးဖီလာတို့မှာရုရှားကကြီးမားတဲ့စီးရင်လေးကျင့်မှုတွေလုပ်ဖို့ကြေညာထားတဲ့အပေါ်စိုးရိမ်ကြောင်းပြောပါရင်ဒါအပြင်နေတိုးနဲ့ပုံမှန်ငါးဟာ အမေရိကန်အတွက်အလုံးမလုံးတော့တာမျိုးဖြစ်လာနိုင်ပြီးအဟန်တားပြုတ်တိုင်စွမ်းနေအားနည်းလာနေတယ်လို့သုံးသပ်ထားတာပါ။ဒါပေမဲ့လစ်တရေးနီးယားရဲ့ကျူးကျော်နိုင်မှုကိုအခွင့်အရေးကနေတွဲရဲ့တုတ်ပြန်မှုနဲ့တခြားအချက်တွေပေါ်မှာလည်းမူတည်အောင်မယ်လို့တွက်ချက်ထားပါတယ်။ဘာလဲဆိုရင်ယူကရိန်းဘက်ကိုစစ်မျက်နှာဖွင့်နေတဲ့ပူတင်ကတခြားဥရောပနိုင်ငံတွေဘက်ကိုလှည့်ဖို့ခက်ခဲနေသေးလို့ပါပဲ။ဒီလိုဆိုရင်နေတော့ပေါ်မခနိုင်စေတူးလည်းမဟုတ်ပဲတခြားသူတွေလည်းရှိနေပါသေးတယ်။ ဘာလဲဆိုရင်ရုရှားနဲ့ဘီလာရုတို့ကဒီနေ့စက်တင်ဘာလထဲမှာပဲဖူးတဲ့စစ်စင်ရေးတစ်ခုကိုပြုလုပ်ဖို့စီစဉ်ထားတဲ့အတွက်ဥရောပကိုစင်မီကူတော့မလားဆိုပြီးတခြားကျွမ်းကျင်သူတို့ကစိုးရိမ်နေကြတာပါဒီဖူးတဲ့စစ်စင်ရေးကိုဇာပတ်2025လို့နာမည်ပေးထားပါတယ်ယူကရိန်းတမရဘိုလိုတီမာဆယ်လန်စကီးကလည်းရုရှားဟာအဲ့လေချင်းမှုတွေနောက်ကွယ်မှာစီးရရကျူးကျော်ဖို့ပြင်ဆင်နေတယ်လို့သတိပေးကြတာပါယူကရိန်းစစ်အုပ်စိုးချုပ်အိုလက်ဆန်နာဆာကရီကလည်း လေချင်းမှုတွေဟာထိုးစစ်ဆင်နွှဲမဲ့တပ်ဖွဲ့တွေကိုလှုပ်ဝက်စွာဖန်တီးဖို့အသင့်တော်ဆုံးနည်းလမ်းဖြစ်တယ်လို့ထောက်ခံပြောကြားခဲ့တာပါ။စာပတ်2025ဟာရုရှားနဲ့ဗီလာရုရဲ့နှစ်နှစ်တကြိမ်ပုံမှန်ပြုလုပ်လေ့ရှိတဲ့စီးရင်လေးချင်းမှုတွေတဲကနောက်ဆုံးတစ်ခုပါ။2022ခုနှစ်ဖေဖော်ဝါရီမှာပြုလုပ်ခဲ့တဲ့အလိုင်းရီဆော့2022လေးချင်းမှုအပြီးလေးရဲ့အကြောင်းမှာရုရှားဟာယူကရိန်းကိုအပြည့်အဝကျူးကျော်ခဲ့ပြီးဗီလာရုနယ်မြေကားနေလဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသမိုင်းအထွေအကြုံတွေဟာနောက်ထပ်ကျူးကျော်မှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေပါရင် ကျန်းကျင်သူတို့ကတော့ယူကရိန်းမှာစစ်ပွဲတွေဆက်ဖြစ်နေတာကြောင့်ဇာပတ်2025ကိုဖျက်သိမ်းသွားနိုင်ကြလေရှိတယ်လို့သုံးသပ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်ရုရှားဟာယူကရိန်းရဲ့ Gas ဒေသကိုပြန်လည်ကျူးကျော်ဖို့နေရာတီထိုးစစ်ကိုစတင်ဖို့ပြင်ဆင်နေတာကိုလည်းတွေ့ရလို့ပါပဲ။အဲဒါကြောင့်စစ်အင်အားတွေကိုအဲ့ဒီဘက်မှာတုံးသွားဖို့အခြေအနေရှိနေကြတာပါ။ပေါမခနိုင်စင်ရဲ့ဒရီပေးချက်ဟာတခြားဥရောပထောက်လိုင်းအဖွဲ့တွေရဲ့သုံးသပ်ချက်တွေထက်တိုက်ခိုက်မှုဖြစ်လာနိုင်တဲ့အချိန်ကာလကပိုပြီးနီးကပ်နေပါတယ်။ဇယ်လန်စကီက2026ခုနှစ်ကိုဖြစ်နိုင်တဲ့ကျူးကျော်မှုနှင့်အဖြစ်ပြောခဲ့ပါတယ်။ ဂျာမနီရဲ့ထောက်လှမ်းရေးအဖွဲ့ BND ကတော့ရုရှားဟာ2030ပြည့်နှစ်လောက်မှာကြီးမားတဲ့ပုံမှန်စစ်ပွဲအတွက်အပြည့်အဝအဆင့်အစ်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဂျာမနီကာဝေးဝင်ကြီး Boris Pistorius ကလည်းဂျာမနီအနေနဲ့2029ခုနှစ်မတိုင်ခင်စစ်ပွဲအတွက်အဆင့်အစ်ဖြစ်နေရမယ်လို့ပြောကြားခဲ့ပြီး NATO အထွေထွေအဖွဲ့အတွင်းမှူးချုပ် Matt Rutter ကလည်2029ဒါမှမဟုတ်2030ခုနှစ်ကိုဖြစ်နိုင်တဲ့ကျူးကျော်မှုနှစ်အဖြစ်ပြောကြားခဲ့တာပါ။တခြားဥရောပခေါင်းဆောင်များစွာကလည်းရုရှားရဲ့နောက်ထပ်ကျူးကျော်မှုဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်ပြီးသတိပေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပေါ်စထရီဂျာနယ်ကတော့ရုရှားဟာဖင်လန်နဲ့နော်ဝေနိုင်ငံတို့ရဲ့နယ်စပ်တစ်လျှောက်မှာနေတိုဒါမှမဟုတ်တခြားထိတိုက်တွဲဆုံမှုအတွက်ပြင်ဆင်နေနေတဲ့သူရဲ့စီးရင်အင်အားကိုတိုးချဲ့နေတယ်လို့ဖော်ပြခဲ့ပါတယ်။ရုရှားဟာဖင်လန်နယ်စပ်အနီးမှာစစ်တပ်ဌာနချုပ်အသည့်တီထောင်မှုစီစဉ်နေပြီးတပ်သားထောင်ချီခံရမှာဖြစ်ပါတယ်။ရုရှားဟာစစ်သားတဲ့စုဆောင်မှုနဲ့လက်နက်ထုတ်လုပ်မှုကိုလည်းအရှိန်မြှင့်နေပါတယ်။ဗီဒီယိုနိုင်ငံရေး Institute တခုရဲ့အဆိုအရရုရှားဟာမကြသေးခင်ကထုတ်လုပ်ထားတဲ့စစ်လက်နက်ပစ္စည်းတွေကိုယူကရိန်းကိုဖျံချက်ဖို့မဟုတ်ဘဲတခြားဒေသတွေဖြစ်တဲ့ ဘော့တင်နဲ့နော့တစ်ဒေတာတွေအပါအဝင်ပြန်လည်ခွဲဝေချထားနေတယ်လို့ဆိုတာပါရင်ဒိမတ် ကာကွယ်ရေးနဲ့ထောင်လန်းရေးဌာန DDIS ကလည်းရုရှားဟာလာမယ့်9နှစ်အတွင်းဥရောပမှာကြီးမားတဲ့စစ်ပွဲကိုဆင်နွှဲဖို့အစဉ်အသင့်ဖြစ်နိုင်တယ်လို့သတိပေးခဲ့ပါရင်လက်ရှိမှာတိုင်းပြည်ကိုပုံမှန်စီးရတိုက်ခိုက်ဖို့ချင်းချောက်မှုရှိသေးပေမဲ့ရုရှားရဲ့စီးရေးချင်းချောက်မှုဟာလာမယ့်နှစ်တည်မှာပုံမတော်လာနိုင်တယ်လို့ DDIS ကသုံးသပ်ထားခဲ့တာပါစီးရီးယားအင်အားဖြည့်တင်းမှုတွေအပြင်ရုရှားဟာနေတိုးနဲ့ပုံမကျေပြဲတဲ့စစ်ပွဲတစ်ခုအတွက်ပြင်ဆင်နေတဲ့ဆိုတဲ့တခြားခိုင်မာတဲ့လက္ခဏာတွေလည်းရှိနေပါသေးတယ် ဥပမာအားဖြင့်ဥရောပနိုင်ငံတွေမှာရုရှားရဲ့နောက်ွယ်ကဖျက်ဆီးရေးလုပ်ရတဲ့အလင်းအမြန်တိုးလာနေတာပါ Center of Strategic and International Study ရဲ့အစီရင်ခံစာအရရုရှားဟာဥရောပနဲ့အမေရိကန်ရဲ့ပြစ်မှတ်တွေကိုပုံမပြင်းထန်တဲ့ဖျက်ဆီးရေးနဲ့ဖြိုခွဲရေးလှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ပိုဆိုးနေစရာကောင်းတာကအဓိကရေအောင်ဆက်သွယ်ရေးကေဘယ်ကျိုးအနည်းမှာရုရှားရဲ့စီးရေးလှုပ်ရှားမှုတွေပုံများလာနေတာပါပဲ NATO အဖွဲ့ဝင်နိုင်ငံတွေကြားမှာပူတင်ဟာကမ္ဘာဆက်သွယ်ရေးစနစ်တွေအတွက်အလွန်အေးပါတဲ့ ရေအောက်ကေဘယ်ကြိုးတွေနဲ့အခြေခံအဆောက်အုံတွေကိုပြင်ပထားနိုင်တယ်ဆိုရင်စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။အထက်ကရောင်းလိုင်းတွေကိုဖျက်တောက်လိုက်တာဆက်သွယ်ရေးကိုချုံယွန်းစေပြီးကမ္ဘာစီးပွားရေးကိုထိခိုက်စေနိုင်လို့ပါပဲ။နောက်ပြီးရုရှားဟာသူ့ရဲ့ကာကွယ်ရေးအသုံးစိမ်းဟာစံချိန်တင်နှောင်းမြို့တိုးမြင့်လာနေပါတယ်။ရုရှားရဲ့စီးအသုံးစိမ်းဟာ2015ခုနှစ်မှာဒေါ်လာ130ဘီလီယံလောက်အထိရောက်ရှိမယ်လို့ခန့်မှန်းထားပြီးဒါဟာတိုင်းပြည်ရဲ့ GDP ရဲ့600ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။စစ်ဝဲမတိုင်ခင်ကတော့3.6ရာခိုင်နှုန်းပဲရှိခဲ့တာပါ။ ရုရှားစစ်တပ်ကိုလည်းတပ်သား1.5သန်းထိတိုးချဲ့ဖို့စီစဉ်ထားပြီးနေတိုးနယ်16မှာခြားထားမဲ့လက်နက်နဲ့စစ်အုံဆောင်ပစ္စည်းအရေအတွက်ဟာ30ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိတိုးလာမယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ International Institute of Strategic Studies ရဲ့အစီရင်ခံစာအရရုရှားရဲ့2024ခုနှစ်စစ်အုံဆောင်ဒေါ်လာ145.9ဘီလီယံဒါမှမဟုတ်တိုင်းပြည်ရဲ့ GDP ရဲ့6.9ရာခိုင်နှုန်းရှိခဲ့ပါတယ်။ဒါအရင်နှစ်ကထက်40ရာခိုင်နှုန်းကျော်ပိုများပါတယ်။ဝယ်ယူနိုင်စွမ်းအားကွာခြားမှုနဲ့ပါချင်းစင်ပါဝါ priority ဆိုရင် ခရမလင်ရဲ့စည်ရဲအတုံးစိတ်ဟာဒေါ်လာ461တသမ6ဘီလီယံလောက်တည်ရှိနေတာပါဆိုတော့ကရုရှားဟာဥရောပတစ်ခုလုံးရဲ့စုစုပေါင်းအတုံးစိတ်ထက်သူ့ရဲ့စစ်တမ်းအတွက်ပိုပြီးတော့တုံးဆွဲနေတာဖြစ်ပြီးယူကရိန်းနဲ့ဆက်ပွဲပြီးသွားတဲ့အခါရုရှားဟာဥရောပတိုက်ကိုတိုက်ခိုက်နိုင်စွမ်းရှိလာနိုင်နေဆိုရင်စိုးရိမ်မှုတွေကိုပိုပြီးအလေးတားစေပါတယ်ဒါပေမဲ့ရုရှားမှာဥရောပကနေတိုဒါမှမဟုတ် EU အဖွဲ့ဝင်နိုင်ငံတွေကိုတိုက်ခိုက်ဖို့အစီအစဉ်ရှိတယ်ဆိုတာကိုတော့လူတိုင်းကသဘောတူကြတာမဟုတ်ပါဘူး တုံးသက်သူတချို့ကတော့ရုရှားဟာနေတိုးအဖွဲ့ဝင်တွေနဲ့ရန်လိုတဲ့စစ်ပွဲတစ်ခုစတင်ဖို့စွမ်းရည်ရောရည်ရွယ်ချက်ပါရှိနိုင်ပွဲမရှိဘူးလို့အခိုင်အမာပြောဆိုထားပါတယ်။ဗီနီရှားကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးစာအန်တိုနီရာဒကင်ကနေတိုးဟာစီရင်စီဝါရင်နျူကလ িয়ার စွမ်းရည်အရရုရှားတဲ့အစာပေါင်းများစွာတာလွန်တဲ့အတွက်ရုရှားဟာနေတိုးနဲ့ပြည်ပခဖြစ်ရင်တေချာပေါက်ရှုံးနေလိမ့်မယ်လို့ကောက်ချက်ချထားခဲ့တာပါ။အရှုံးကိုလက်မခံနိုင်တဲ့ပူတင်ကကိုမနိုင်မဲ့တိုက်ပွဲကိုမဆဖို့ကိုလည်းမျှော်လင့်ထားနေရပါတယ်။နေတိုးမှာရုရှားထက် GDP ပေါင်း ဆနစပုံများပြီးစုစုပေါင်းကာဝေးပန်းချက်ကရုရှားနဲ့တရုတ်နှစ်နိုင်ငံပေါင်းထက်၃ဆခွဲပုံများပါတယ်လို့သူကဆိုပါတယ်။ဒါ့အပြင်နေတိုးမှာရုရှားထက်၄ဆပုံများတဲ့သင်္ဘောတွေနဲ့၃ဆပုံများတဲ့ရင်းကုန်သင်္ဘောတွေရှိပါတယ်။ဒီအရင်အားလုံးရဲ့အပေါ်မှာနေတိုးကနျူကလ িয়ার မဟာမိတ်အဖွဲ့အဖြစ်တည်ရှိနေပါတယ်။ဒါကြောင့်ရုရှားမှာတူးချင်းနေတိုးအဖွဲ့ဝင်နိုင်ငံတွေအထူးသဖြင့်ဘော့တစ်နိုင်ငံတွေထက်စီးရီးရတိတိတသာတာလုံမှုရှိနေပေမဲ့နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံအားလုံးပေါင်းတဲ့နှိုင်းရှင်တော့နေပါနေမှာပါ။နေတိုးနိုင်ငံတွေဆိုတော့တနိုင်ငံကိုထိပါရင်ကျန်တဲ့နိုင်ငံတွေကစစ်ဝင်တိုက်ပေးလို့ရတဲ့သဘောတူညီချက်တွေရှိနေပါတယ် နေတို့ရဲ့လေကြောင်းရေကြောင်းစုံမမှုမြို့ပြ area တွေကိုလည်းတင်ပိုင်ရခက်ခဲမှုရှေ့ပိုင်းနယ်စပ်နိုင်ငံတွေအပေါ်နိုင်ငံရေးဂရီကဝတ်တွေရရှိထားမှုတွေကလည်းအားသာချက်တွေရှိနေတာပါ။အဲဒါကြောင့်ရုရှားကနေတို့ရဲ့အားနည်းဆုံးနိုင်ငံကိုကျူးကျော်တိုက်ခိုက်နိုင်ရင်တော့မှနောက်ဆက်တွဲရင်ဆိုင်ရမှာမနည်းလာပါဘူး။ဒီအချိန်နေသားရောက်သွားခဲ့ရင်ရုရှားအတွက်လည်းကူမှာလည်းမဟုတ်ပါဘူး။ရုရှားမီဒီယာတွေမှာတော့တောင်ဝင်ရှိပို့ကိုတချို့ကနောက်ထပ်ဖြစ်လာနိုင်တဲ့ကျူးကျော်မှုတွေကိုရန်လိုတဲ့ပုံစံနဲ့ထုတ်ပြောခဲ့ကြပါသေးတယ်။ပြောရရင်မိုးပြောချိုးပြောလိုပုံစံမျိုးပါပဲဒါပေမဲ့ပူတင်ကိုယ်တိုင်ကတော့တခြားဥရောပနိုင်ငံတွေကိုရုရှားကကျူးကျော်မဲ့အယူအဆကိုဒ ဇိုင်းမမတ်ပယ်ချခဲ့တာပါဒါကလုံးဝအထိပယ်မရှိပါဘူးတခြားနိုင်ငံတွေပိုလန်ဘော်တစ်နိုင်ငံတွေနဲ့ချက်နိုင်ငံတွေကိုတိုက်ခိုက်မဲ့ဖြစ်နိုင်ကြဆိုတာလုံးဝအထိပယ်မရှိပါဘူးလို့ပူတင်က2024မက်ချ်လာမှာပြောကြားခဲ့ပါသေးတယ်ဒါပေမဲ့ဥရောပကသူတို့ကိုယုံကြည်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါဝါခနိုင်စဉ်အကြံပြုခဲ့တယ်လို့ပါပဲထရန့်ရဲ့လုံဆောင်ချက်တွေကအစုံဖြတ်အခန်းကဏ္ဍကနေပါဝင်နိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ယူကရိန်းစစ်ပွဲကိုအစုံသတ်ဖို့အတွက်ပူတင်နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရယူဖို့ထရန့်ရဲ့ကြိုးပမ်းမှုတွေကဥရောပခေါင်းဆောင်တွေကိုအံ့အားသင့်စေခဲ့တာတော့အမှန်ပါပဲ။ နိုင်ငံခြားရေးဝန်ကြီးမာကော့ရူဘီယိုကသဘောတူညီချက်များနိုင်ခဲ့ရင်အမေရိကန်ဟာတခြားဥစားပေးကိစ္စတွေစီပြောင်းသွားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ထရန့်ကနေတိုအဖွဲ့အစည်းအတွင်းအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုကိုရှော့ချပစ်မယ်ဆိုတဲ့ချင်းချောက်တဲ့ပြောဆိုမှုတွေလည်းပြုလုပ်ခဲ့တာပါ။ရုရှားကဘော်တစ်နိုင်ငံတွေကိုတိုက်ခိုက်ခဲ့ရင်အမေရိကန်ကပုံမှန်၅ပါဂရိကဝစ်တွေကိုလေးစားလိုက်တာတော့မှမဟုတ်ဘူးဆိုတဲ့အချက်ကပဝခနိုင်စေစိုးရိမ်မှုတွေရဲ့အကြောင်းရင်းဖြစ်ပါတယ်။မာမိတ်အဖွဲ့မှအဓိကစီးရင်မိတ်ဖက်တွေဖြစ်တဲ့အမေရိကန်ကအဲ့လိုသာလုပ်ခဲ့ရင်အချင်းတွေကတိတိကျကျပြောင်းလဲသွားမှာဖြစ်ပြီးပူတင်ကိုလည်းအားတက်စေနိုင်ပါတယ်။ ဟုတ်ပါတယ်ဥရောပသားတွေကအဲ့ဒီချင်းချောက်မှုကိုအကြောင်းပြုပြီးကာကွယ်ရေးအတုံးစိတ်တွေကိုအများပြားတွန်းမြင့်နေတယ်လို့စင်အားတိုးချဲ့ဖို့အတွက်လည်းဥရောပတခွေမှာတွန်းအားပေးဆောင်ရွက်နေကြပါတယ်သူတို့ကြောက်တဲ့ချင်းချောက်မှုကြီးတကယ်ဖြစ်လာနိုင်တာထက်ပိုတဲ့ပြင်ဆင်မှုတွေလုပ်နေတဲ့သဘောမျိုးလေးဖြစ်နေကြတာပါဘလိုပဲဖြစ်ဖြစ်လာမယ့်နေရာဒီဟာဥရောပအတွက်ငြိမ်းချမ်းတဲ့နောက်ဆုံးနေရာဒီဖြစ်လာမလားဆိုတာကတော့မဖြစ်ရှင်းနိုင်သေးတဲ့မေးခွန်းတစ်ခုအဖြစ်ကျန်ရှိနေပါသေးတယ် ခေးသွားနေနေဒီနေရာဒီအရောက်ပါမှာရောက်ရှိနေတယ်ဆိုရင်ပဲရီမှာကော်ဖီတစ်ခွက်တောက်တာကန်းချီမှာအပန်းဖြေတာဒါမှမဟုတ် EP စာမှာတညာလုံးပျော်ပါးတာတွေကိုတံပိုးထားပြီးပို့လို့တင်နေတာပါဘာဖြစ်လဲဆိုရင်နောက်နေ့ကျရင်အဲ့လိုမျိုးတွေရှိစင်မှာရှိတော့မှာဖြစ်လို့ပဲဆိုရင်အကြောင်းဝေမျှလိုက်ရင်ညီကုန်းချုပ်လိုက်ရပါတယ်အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ